ရှေ့ရပါတော့ဓမ္မမိတ်ဆွေညီကုံမောင်မများမင်္ဂလာနာနဲ့ခင်ပါလို့ခရစ်တော်နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်။ဒီနေ့နာနဲ့မှာတော့ဖြင့်ဂလာတိဩရစာအခန်းကြီးကအပိုင်ငယ်73တစ်ချက်မှာညီကိုတို့သင်တို့သည်လွတ်ချင်းအခွင့်ကိုရတော်သူ ဖြစ်ကြ၏။သို့တော်လည်းဇာတိပဂတိအားအခွင့်ကို ပေး၍ထိုလွတ်ချင်းကိုမတုံးကြနှင့်အချင်းချင်းချစ်၍အမှုချင်းကို ဆောင်ရွက်ကြလော့။ ြောပါတယ်နော်အကြောင်းမူကားကိုနဲ့ဆက်ဆိုင်သောသူကိုကိုနဲ့အမျှချစ်လောဟုသောပြညတ်တပါးကိုကျင့်လင် ပြညတ်တရားရှိသမျှကိုအကျွမ်းမဲ့ကျင့်ရာရောက်၏သို့မဟုတ်အချင်းချင်းကြိုက်စားလင် အချင်းချင်းဖြစ်စည်းမည်ဟုဆိုရင်၍အဒီရှိကြလောလို့ပြောပါတယ်နော်ဒီကနေ့အရန်ချေရတဲ့အပေါင်းအသင်းမိတ်ဆွေညီကိုမောင်မတွေအတွက်ဒီကနေ့ ဟလာအချင်းချင်းကြိုက်စားခြင်းအချင်းချင်းဖြက်စီးမိဟုစိုးရင်စရာရှိ၍အဒီရှိကြလောတဲ့နော်ဒီကနေ့အရန်ချစ်ကြတဲ့အခါမှာနောက်ဆုံးမှာလမ်းခွဲကြရတဲ့လူတွေရှိတယ်ဆိုတာကိုဒီကနေ့ဂလာတိအသင်းတော်ကိုတမန်တော်ကြီးရှင်ပေါလုကဒီကနေ့ပို့တော်ဩဝါဒစာပဲဖြစ်ပါတယ်။ရောက်ဒီနေ့မှာကျွန်တော်တို့လည်းပဲဘုရားသခင်ကိုချစ်တယ်အသင်းတော်ကိုလည်းချစ်တယ်အမှုတော်ကိုလည်းချစ်တယ် ဒါပေမဲ့လှုပ်ဆောင်ရင်းနဲ့တခါလေကျရင်အချင်းချင်းဘာဖြစ်လဲ။ကြိုက်စားရင်အချင်းချင်းဖြက်စီးမည်ဟုဆိုရင်စရာဘဝတို့ရောက်သွားနိုင်တယ်ဆိုတာကိုကျွန်တော်တို့သတိထားဖို့ဖြစ်တယ်ဖြစ်တော်ဓမ္မမင်းဆွေနော်လုပ်ငန်းကွင်ထဲမှာတင်တော်မှာမိသားစုဝင်မှာအားလုံးကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ဖြစ်ဒီကနေ့ကြိုက်စားခြင်းအပြင်အချင်းချင်းဖြက်စီးမည်ဟုကျွန်တော်တို့ဆိုရင်ဖို့လိုတယ်လို့ဒီနှုတ်ကပတ်တော်အပြင်နားလည်ရအကြောင်းမို့ ညီအကိုတို့တဲ့သင်တို့ဒီလွတ်ချင်းအခွင့်ကိုရတော်သူဖြစ်ကြ၏ပြောညင်တာကသာရမဏေရဲ့လက်ထဲကနေကျွန်တော်လွတ်မြောက်ပြီးသားအပယ်ငရဲကနေလွတ်မြောက်ပြီးသားဂွင်းလုံးချုပ်ကိုလွတ်တာဒါကလွတ်ချင်းကိုရတော်သူတွေဖြစ်တယ်တဲ့သို့တော်လဲတဲ့ဇာတိပဂတိအာအခွင့်ကိုပြန်ပေးပြီးတော့မှထိုလွတ်ချင်းကိုမတုံးကြနဲ့ပြောပါနော်ပြောညင်တာကငါကပြောင်းလဲလာလို့တော်သေးတာပေါ့ ါပေမဲ့ဇာတိနဲ့အတုံးချနေတာကိုယ့်ရဲ့အတ္တတော်နော်ဇာတိနဲ့အတုံးမချမိဖို့တတိပေးတယ်ဆိုတာကိုလည်းကျွန်တော်တို့ဒီနေ့ပြန်လည်ပြီးအတ္တတော်ကိုတိဆောက်ဖို့ဖြစ်တယ်နော်လွတ်ချင်းရတော်သူဖြစ်တယ်ဆိုတော့မမေ့ဘူးဒါကြောင့်ထိုးလွတ်ချင်းကိုနော်အတုံးမပြုတ်ဘဲနဲ့အချင်းချင်းချစ်၍အမှုချင်းကိုဆောင်ရွက်ကြလောနော်လွတ်ချင်းရတော်သူဒါကြောင့် ိုလွတ်ချင်းကိုအသုံးပြုပြီးတော့အချင်းချင်းမုန်းတာတွေဟာလာကိုက်စားတာတွေဟာလာရန်တွေးတာတွေမချစ်နိုင်တာတွေခွမလွတ်နိုင်တာတွေအနောက်မှာအတင်းဖြင်းပြောတာတွေဟာလာသူတို့ဘာအတွက်စုမတောင်းပေး ဖြစ်တာတွေဒါတွေကဘုရားသခင်ရှိမှကျွန်တော်တို့အားနည်းချက်တွေဖြစ်တယ်။ဒါကြောင့်တန်ရှင်းသူတို့ဘို့အချင်းချင်းစုတောင်းကြနော်။ဒါကြောင့်တခါလေကျရင်ကျွန်တော်တို့ညီကိုမောင်နှမတွေအတွက်စုမတောင်းပေးဖြစ် sorry စုမတောင်းပေးဖြစ်ဘူးတယောက်သခင်ရှုခရတော့ရှိမုံရှိမုံတတိတာတတိတာမင်းရဲ့ညီကိုတွေကမင်းအတွက်စုတောင်းပေးနေတယ်နော်မင်းကိုဂျုံစကားနဲ့စစ်တယ်လို့စာရန်ကစစ်နေတယ်မင်းညီကိုတွေကမင်းအတွက်စုတောင်းပေးနေတယ်အချင်းချင်းနော်ဆိုတော့ကျွန်တော်တို့လည်းပဲဒီနေ့တမန်တော်တွေများလို့ပုံသက်တွေကိုယူပြီးတော့ဟာလာအချင်းချင်းတို့အဖို့အမြန်အတင်းအဖျင်းပြောမဲ့အစားအပြစ်တင်မဲ့စကားပြောမဲ့အစားစုတောင်းပေးဖို့လိုတယ် ဆိုတာကိုကျွန်တော်နားလည်ရအောင်နော်။ရောက်ချစ်တော်ဓမ္မမင်းဆိုရင်သင်္ဃောဒီနေ့ညီကိုမောင်တို့မတွေအတွက်နောက်တန်းကနေဆုတောင်းပေးတော်လူဖြစ်ဖို့ပြားခင်အလိုတော်ရှိတယ်။နော်။နောက်ပြီးတော့အကြောင်းမူကားကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့အမျှချစ်တော်ဟူသောပြညတ်တပါးကိုကျင့်လင်နော်။ကိုနဲ့ဆက်ဆိုင်တော်သူကိုချစ်နိုင်ပြီဆိုရင်တဲ့နော်။အဲ့ဒီပြညတ်ကိုလိုက်လျှောက်ပြီးဆိုရင်တဲ့ ပညာတရားရှိသမျှကိုအကျွမ်းမဲ့ကျင့်ရာရောက်သွားပြီကျေးဇူးကျန်တဲ့အရာတွေကလုံးဝလွယ်လွယ်လေးဖြစ်သွားတယ်ကိုယ်နဲ့ဆက်ဆိုင်သောသူကိုယ်ကချင့်နိုင်ပြီဆိုရင်ကျန်တဲ့ပညာတွေကအလုံးစုံကိုကျင့်မိတာဖြစ်သွားတယ်ဒါကြောင့်အချုပ်ချာကပါလေကိုယ်နဲ့ဆက်ဆိုင်သောသူကိုချင့်မယ်နောက်ဖရာသခင်ကိုအကျွမ်းမဲ့ချင့်အောင်ကိုယ်နဲ့ဆက်ဆိုင်သူကိုချင့်အောင်ဒါကရွှေပညာပဲနောက်ဆုံးကျန်တာဒါပဲကျန်တယ်နော်ဒါကြောင့် 那说不，嘛，说 <noise> 说，上阿妈吧，表 <noise> 嘞？都冇千年盖沙砖，盖沙一千年西米泥，水泥子啊水泥，就包来，来来，好啦，到家来嘞，到开要来嘞，看嘛，冇包在来呢，五块比亚价，比亚钱，阿罗咪试过？我讲不罗，五块比亚，五块比亚，等你九个兄弟嘛，变十万嘛，你那面的钱人嘛，收你五路，表弟们，好啦。 နောက်ဆုံးမှာကောင်းဝင်ရွှေပြည်မှာပြန်ဆောင်ရတဲ့အခါမျက်နှာပူကြရည်နော်ခြေတော်ဓမ္မမိတ်ဆွေဒါကြောင့်မို့ဒီနေ့အားပေးချင်တာတစ်ခုကကျွန်တော်အပါဝင်နော်ကျွန်တော်လည်းကိုယ့်ကိုပြန်လဲတိဆောက်ပါတယ်ဒီကလာတီ9အပိုင်ငယ်73 75အဖြစ်နော်ဒါကြောင့်မို့ခြေတော်ညီကိုမောင်တို့မတို့ဘုရားဝိညာဉ်ပဂတိကတော့ဖြင့်စောစောကကျွန်တော်တို့ခံယူတော့ညီကိုတို့တင်တို့ဒီလွတ်ချင်းအခွင့်အားဖြင့်နော်ဒီနေ့စပြီးတော့မှနောက်ကဘတော်နဲ့ဆက်လိုက်တဲ့အခါမှာနောက်ဆုံးမှာအချင်းချင်း ဖြက်စီးမည်ဟုဆိုရင်းလည်းရှိတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီအချင်းချင်းဆွတ်တောင်းပေးရမယ်နော်။ဒီကပေးခြင်းနဲ့မရှိတာအဲ့ဒါပါ။အချင်းချင်းချက်ရမယ်ခွန်လောင်းရမယ်ဆွတ်တောင်းပေးရမယ်။အခင်ရှုရဲ့တမန်တော်များကိုဟာလာရှိမုံအတွက်ကိုကျန်တဲ့ညီကိုတွေကဆွတ်တောင်းပေးတယ်လို့ရှိမုံကအလုတ်များတဲ့အခါအမှားများတယ်နော်။ဒီနေ့အမှုတော်မှာတခါလေးအလုတ်အများကြီးပါဝင်ဆက်ကတ်တယ်။ဒါမှမဟုတ်ကုမ္ပဏီလုပ်ငန်းတွေမှာကျွန်တော်တို့ဟာလာ ကျွန်တော်တို့လုပ်ငန်းခွင်မှာအများကြီးအလုပ်လုပ်တဲ့သူအမှားများဒါပေမဲ့အဲ့ဒီအပေါ်မှာကျွန်တော်တို့စက်ငန်းဆောင်ပါယူရမလဲเนาะဒါတွေရချီတယ်ဒီနေ့ပလာတီအစင်းတော်ကိုဒီနေ့တမန်တော်ရှင်ပေါလုအားပေးတယ်လို့ဒီနေ့ကျွန်တော်တို့ကိုလည်းစကားပြောနေတာဖြစ်တယ်ဒါကြောင့်မို့เนาะဒီနေ့လွတ်ချင်းခွင့်မတော်ဘူးအချင်းချင်းချစ်နိုင်မို့ချစ်တော်ဘူးဆိုရင်လည်းအချင်းချင်းရောက်တရားဖြည့်ဆည်းခြင်း၊ကိုက်စားခြင်းကနောက်ဆုံးမှာလမ်းဆုံးနိုင်မယ်။ဒါရောက်တာကိုတတိမူပြီးတော့ရာသင်အလိုတော်ရှိတယ်ပါလေ။ ဒီအချင်းချင်းเนาะတယောက်တယောက်ကိုယ်နဲ့အများဆက်ဆိုင်သောသူကိုကိုယ်နဲ့အများချစ်ဖို့ဘုရားခင်လိုတော့ရှိတယ်ဆိုတော့ဒီလိုဘတော်အားဖြင့်အနေနဲ့ပြန်လဲဝင်လာတယ်ဒီကပေးခြင်းနဲ့မရှိကပါလဲအချင်းချင်းတို့ကိုရှုတောင်းပေးရမယ်ဒီလိုဘတော်အားဖြင့်အနေနဲ့ပြန်လဲဆင်ဆူဝင်ပါပါအရောက်စီတိုင်းဘုရားသခင် ကောင်းချီးပေးပါစေ